တင်းပသက်များလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်လက်တင်းချနယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတင်ဆက်မှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာအခုတကပရမအူဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့တင်းကတော့မော်လိုက်ခိုင်မှာဒင်းငယ်ဆစ်စင်ကြီးကာလာတွင်ပြူစော်ဒီစစ်စကန်ရှစ်ခုကိုတင်ပိုက်ရရှိခဲ့ပြီးတော့စစ်သားနဲ့ပြူစော်ဒီတရားကြောတည်ဆုံးကော အကြံပတ်စက်တုံမန်းအနေနဲ့လက်နက်ခေရန်အများပြဒိန်းဆက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းမော်လိုက်ခရိုင်မှာဒိန်းငယ်ဆက်စင်ကြီးကာလာတွင်ပြူစောဒီစကန်၈ခုကိုဒိန်းပိုက်ရရှိခဲ့ပြီးတော့အကြံပတ်စစ်သားနဲ့ပြူစောဒီတရားကျော်တေဆုံးကစက်တုံမန်းများနဲ့လက်နက်ခေရန်အများပြဒိန်းဆက်ရရှိခဲ့တယ်လို့မော်လိုက်တော်လန်ရဲ့အင်အားစုမှတာဝန်ရှိသူတဦးကပြောပါတယ်။ယခုနှစ်ဩဂတ်လကနေနိုဝင်ဘာလ24ရက်နေ့ထိမော်လိုက်ခရိုင်တွင်မှဒိန်းငယ်ဆက်စင်ကြီးကိုပေါ်ဆောင်ခဲ့ရမှာ။ အကြံဘတ်စစ်တပ်နဲ့ပြူစကန်၈ခုကိုတိမ်ပိုက်နိုင်ခဲ့ပြီးဂျေဝါပေါင်း၁၇နေဝါကိုစုံမိုးထိန်းချုပ်နိုင်ခဲ့ကြောင်းအစိုးရတပ်ဖွဲ့များတို့မှအကြံဘတ်စစ်ခွေတရားကြော်တည်ဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိကာစစ်တုံးမန်းနေလက်နက်ခဲယမ်းတွေလည်းအများပြားတိမ်ဆဲရရှိခဲ့တယ်လို့သိရပါတယ်ပထမစကန်၅ခုတိမ်မိတာတစ်ဖြတ်ပေါ်နောက်ထပ်စကန်၃ခုထပ်ရပါတယ်ပြီးတော့အော်တိုဘားလ26ရက်နေ့ကနေနိုဝင်ဘာလ15ရက်နေ့ထိစုံနန်းအိုးဘိုထိန်းသာ၃ရွာတိမ်ပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ဆစိန်ရီကာလာကဒီကနေ့ပဲအပီးရိုက်လိုက်တာပါရန်သူဘက်ကတာလုံးအင်အားနဲ့ထိုးလာလို့ပြန်ဆုတ်ထားရတဲ့အနေထားပါလို့မော်လိုက်တော်လိုင်းရင်အင်အားစုမှတာဝန်ရှိသူကပြောပါတယ်အစောပါဆစိန်ရီကို မော်လိုက်တော်လိုင်းရင်အင်အားစုတွေဖြစ်တဲ့ခရိုင်တရင်တတရင်နဲ့တရင်သုံးတရင်လေးမော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖဖောင်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပါလာဖနဲ့ခရိုင်ကုတ်ကဲရေးယုံတိုက်ခိုက်ရေးပွဲတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ် လက်ရှိဒေါ်လာရေးတက်တဲ့တိုင်းငယ်ဆက်စင်ရေးကာလာတွင်ဒိန်ပိုက်ရရှိခဲ့တဲ့ပြူစောတိစကန်တွေဟာထော်တာရွာပြူစောတိစကန်အောင်စည်းကုန်းရွာပြူစောတိစကန်ညာဝန်းရွာပြူစောတိခေစကန်နောင်ပင်ရွာစကန်ကုန်းနာပင်ရွာစကန်ကုန်းနဲ့တောင်ဝင်းရွာစက်တက်စကန်စွန်နန်းပြူစောတိစကန်အိုးပိုပြူစောတိစကန်နဲ့ထိန်သာရွာကပြူစောတိစကန်တွေဖြစ်တယ်လို့သိရပါတယ်။လက်ရှိချိန်မှာဆက်စင်ရေးနယ်မြေတွင်းမှာရှိတဲ့တောင်သူလယ်သမားတွေစပါးရိတ်သိမ်းချိန်နဲ့ဘီတူလူတို့စပေးရှောင်းလာခြင်းအခက်အခဲများကိုငဲညာထောက်ရှုတော်အပြင် ယခုတိုင်ငံ့ဆက်စင်ရေးထိုးစစ်ကိုထက်ရညွန်ကြားချက်အရရဲအကန့်တမ်းမရှိရတန်းလိုက်ခြင်းဖြစ်တယ်လို့လည်းသိပေးထားပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မုံရွာမြို့နယ်နေပြည်တော်တက္ကသိုလ်မှာတက်ဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကိုရေးကောင်သေဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်နေပြည်တော်တက္ကသိုလ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရမှာအကြမ်းဖက်စစ်ကိုရေးကောင်သေဆုံးခဲ့တယ်လို့မုံရွာခရိုင်တရဲနှင့်တက်ခွဲမှုကိုဝေလင်းကပြောပါတယ်။ နိုဝင်ဘာလ23ရက်နေ့မနက်10:00နာရီခန့်ကမုံရွာနှုန်းနဲ့နေပညာတက္ကသိုလ် GTC မှာတက်ဆွဲထားတယ်။အကြံဘတ်စစ်တပ်နဲ့ပြူစောတီးတွေကိုဒေါ်လိုင်းရေတပွဲအများကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွေမှာအကြံဘတ်စစ်ခွေး၄កောင်ပေဆုံးက9កောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့လက်နက်ငယ်2လက်လည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။သူတို့အတော်ကိုထိတာပါ။လက်နက်တော့မကောင်းနိုင်ခဲ့ဘူး။ချိန်ကြတာတော့ပြေအားမကြံတော့တာရောဒီမလုံးလောက်တာခေါ်ကြောင်ကျွန်တော်တို့ရှေးကကင်းထိပဲတိုးနိုင်ခဲ့တယ်။ အဲ့ဒီတိုက်ခိုက်မှုမှာစစ်ခွေး၄ကောင်တည်ပြီး9ကောင်ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။စစ်ခွေးတည်စီရင်ကထတ်တိုးတည်ဆုံးတာမျိုးတော့ရှိနိုင်မယ်။အတော်ကိုထိတာပါ။အရှိတင်မျက်မြင်မဲမလို့ထတ်တိုးရှိလောက်ပါတယ်။သူတို့အလဲငိုက်ခံရတာပါ။အဲ့ဒီနေရာမှာတဆွဲထားတာကစစ်ခွေးအင်အား၄၀ခန့်ရှိပါတယ်လို့မုံရခရိုင်တရင်နှစ်တခွဲမှုကိုဝေလင်းကပြောဆိုပါတယ်။ဒီခိုးလို့တိုက်ခိုက်မှုကိုမုံရခရိုင်အမတ်နှစ်တရင်နဲ့မဟာမိတ်တပ်တွေဖြစ်တဲ့မုံရခရိုင်တရင်နှစ်တခွဲ၃ဒဆုနှစ်ဒေါမျိုးဆက်တပွဲ့ မောင်ရခိုင်တရင်စနစ်တခွဲလေးမီတောက်တပွဲချောင်းဦးမီတောက်တပွဲ MTG Riot Court People Defense Force တို့ကပူပေါင်းလုံဆောင်ခဲ့တာလို့သိရပါတယ်။အကြမ်းဖက်စစ်တပ်အနေနဲ့အပြင်းမဲ့ပြည်သူများကိုဦးတည်တပြက်နေမှုများဆက်လက်လုံဆောင်ပါကရခိုးထက်ပုံမိုးစိုးဝါတဲ့တိုက်ခိုက်မှုတွေကိုကြုံတွေ့ရမှာဖြစ်ကြောင်းနဲ့၎င်းတို့ရဲ့တက်မတော်ဆိုတဲ့နာမည်ကိုထိမ့်သိမ်းသောအပြင်ယောက်ျားပိသားစွာစစ်သားချင်းချင်းသာတတိရှိရှိတိုက်ခိုက်ကြဖို့မောင်ရခိုင်တရင်နှစ်တခွဲမှုကိုဝေလင်းကဆက်လက်ပြောဆိုပါတယ်။ နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြာရီမျိုးနဲ့ဂျောက်ခက်တေသားမှရှိတဲ့ဂျာပြန့်လုပ်ငန်းများကိုအကြံဘတ်စတက်ကရောင်ပြရှင်းလင်းမှဖြစ်တာကြောင့် DKBA ကတရုတ်နိုင်ငံသားများတယ်ဆောင်ခြင်းမပြုရန်အမိန့်ထုတ်ကဂျာပြန့်လုပ်ငန်းများဖရာသုံးစုမျိုးဘက်ကိုရွှေ့ပြောင်းနေတဲ့တွင်ကိုတင်ဆက်ပေးခြင်းပါတယ်။ကရင်ပြည်နယ်မြာရီမျိုးနဲ့ဂျောက်ခက်တေသားမှရှိတဲ့ဂျာပြန့်လုပ်ငန်းများကိုအကြံဘတ်စတက်ကရောင်ပြရှင်းလင်းမှဖြစ်တာကြောင့် DKBA တပ်ဖွဲ့ကတရုတ်နိုင်ငံသားများကိုတယ်ဆောင်ခြင်းမပြုရန်အမိန့်ထုတ်ထားတယ်လို့သိရပါတယ်။ ရမနေ့နိုဝင်ဘာလ24ရက်နေ့မှာ DKBA တပ်ဖွဲ့ကရေးပေါ်အစည်းအဝေးကျင်းပပြီးလက်ရှိ DKBA ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့မြေတိလက်နက်ကင်အဖွဲ့အစည်းများဖြစ်စဉ်မြေသူတအူးတယောက်ဖြစ်စေတမတ်ထားတဲ့နေမြေများအတွင်းမှာနိုင်ငံသားများအထူးသဖြင့်တရုတ်နိုင်ငံသားများကိုတည်ဆောင်ခြင်းတွေးရှိပါကဖမ်းဆီးရေယူမှာဖြစ်တယ်လို့ DKBA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။အဲလိုထုတ်ပြန်ကြေညာပြီးတဲ့နောက်မှာမြားရီမြို့နယ်ကြောက်ခဲတေသားမှာရှိတဲ့ဂျာပြန်းလုပ်ငန်းများကို အချမ်းဘတ်စတက်ကရောင်ပြဖန်းစည်းရန်ဒစိုက်ကိုလူ20ဦးစုခိုင်းထားပြီးတော့စတက်ရဲ့ဖန်းစည်းမှုမှာမပါလိုပါကတအိုးကိုဗန်နတောင်ပေးရမယ်လို့တောင်းခံကြောင်းသိရပါတယ်။ဒါပြင်မြောက်ရီမြို့မှာရှိတဲ့ BGF DKB နဲ့ KNL PC ဂိမ်းများကိုလည်းပိတ်သိမ်းကရှောင်ခိုင်းထားကြောင်းလက်ရှိချိန်မှာကြာပြန့်လုပ်ငန်းတွေကိုဖျားသုံးစုမျိုးဘက်ကိုအင်အားအလုံးရင်းနဲ့ရွှေ့ပြောင်းနေကြောင်းသိရပါတယ်။အခုမြောက်ရီဘက်နဲ့ကြောက်ခတ်ဘက်ကိုစတက်ကဝင်ရှင်းမယ်။အဲဒီမှာအဖမ်းပြဖို့တစိုက်ကိုလူ20စုခိုင်းနေတယ်။ အရင်မှာစတက်ကဖမ်းတဲ့အထက်မပါစေချင်ရင်တယောက်ကိုဘဏ္ဍာတောင်းတောင်းနေအခုအများကြီးကတင်ဝင်မုတ်တုံနဲ့ PC ငင်းချမ်းရေးကောင်းစီဂဲယုံနေပိတ်ပြီးရှောင်ခိုင်းနေပြီဖရားတုံးစုတွေကိုဂျာပြန့်နေဝင်နေတာမြင်မကောင်းဘူးလို့ဒေတာသတင်းရင်းမြစ်ကပြောပြပါတယ်ဇလက်ပေထမှန်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပေါင်းတဲ့မြိုင်မျိုးနဲ့အတွင်းစကြောင်းထိုးနေတဲ့စတက်မှဇမှုတန်တသားတဲ့လေးဦးအလင်းဝင်က စတက်ကဂျီဝါများကိုဇက်တိုက်စီးနေမိရှုပ်နေတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ် မကွေးတိုင်းပေါင်းမျိုးနယ်နဲ့မြိုင်မျိုးနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အချမ်းပတ်စစ်တပ်မှဇမှုတံတသားတဲ့၄ဦးကိုလင်းဝင်ရောက်လာကစစ်တပ်ကဂျေးဝါများကိုစက်တိုက်စီးနှင်းမိရှို့နေတယ်လို့အညာမြေတပေါင်းစုမှတာဝန်ရှိသူတအူးကပြောပြပါလိမ့်နိုဝင်ဘာလ23ရက်နေ့မှာပေါင်းမျိုးနယ်နဲ့မြိုင်မျိုးနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အင်အား300ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းမှလိုက်ပါလာတယ်။ဓမ္မ69လက်အောက်ခံခလာရ48တပ်ရင်းမှဇမှုတံအဘက်စင်15တသားတဲ့ပြေးဆောင်ရင်းဟာ အညာမြေတပေါင်းစုထံမှအလဲဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အစောပါစမှုတန်တသားတဲ့ဟာ MA1 တနက်တလက် 5.56G 420တောင်း60မမပုံဒီ6လုံး MA1 ကြည်ပေါ9ခုအင်နာကဘုံ2လုံးနဲ့လက်ပြပုံ2လုံးတို့ကိုယူဆောင်လာကြောင်းအဲလိုလဲဝင်ရောက်လာတဲ့စမှုတန်တသားတစ်ကိုစစိမင်းမြတ်မှုတွေလှုပ်ဆောင်နေပြီးတော့လက်ရှိမှာ၎င်းကိုကောင်းမွန်စွာထိမ့်သိမ်းဆောင်းလျှောက်ထားကြောင်းအဲဒီမှာစမှုတန်တသားတဲ့ပြေဆုံးဟင်းရဲ့ဝန်ခံထွက်ဆိုချက်တွေထဲမှာ စရေးရရေးပါတဲ့အချက်လက်တွေပါဝင်ကြောင်းသိရပါတယ်။အခုလိုလင်းဝင်လာဖို့တော်စမှုတန်းတွေအကုန်လုံးနဲ့စတားတွေအကုန်လုံးကိုအလင်းဝင်ရောက်ကြဖို့ကျွန်တော်တို့ဆက်လက်ပြီးဖိတ်ခေါ်နေပါတယ်။အရေးလိုလင်းဝင်ရောက်ပြီးရင်လည်းလူခွင့်ရေးစံနှုန်းနေနဲ့အညီကျွန်တော်တို့ထိမ့်သိမ်းဆောင်ရှောက်ထားပါတယ်။အခုလင်းဝင်ရောက်လာတဲ့စမှုတန်းတသားကိုလည်းဥပဒေနဲ့အညီဆောင်ရှောက်ထားပါတယ်။သူကိုလုံခြုံမှုတွေအပြည့်အဝကာကွယ်ပေးထားပါတယ်။တခြားစမှုတန်းတသားတွေနဲ့စတားတွေကိုပြောချင်တာကရဲရဲကြီးသာလင်းဝင်ခဲ့ပါ။ ဒီမှာကျွန်တော်တို့ဘက်ကလုံခြုံမှုအပြည့်ပေးပါတယ်လို့အညာမြိတ်တပေါင်းစုမှတာဝန်ရှိသူတဦးကပြောပါတယ်။အလားတူပေါင်းမျိုးနယ်နဲ့မြိုင်မျိုးနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စတက်မှလိုက်ပါလာတဲ့ခါလရ၄ရက်ခါလရ၄ကိုတရင်တို့မှဇမှုတန်ဘတ်စင်၁၂တတားတည်းဖြစ်ကြတဲ့တန်းစင်တင်ထုံးနဲ့ဘတ်စင်စတက်မှအောင်မိုးတို့ဟာလည်း၎င်းတို့ရဲ့လက်နက်ခဲယမ်းများယူဆောင်လာပြီးတော့နိုဝင်ဘာ၂၃ရက်နေ့မှာမြိုင်ဘကဖထံလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ အစိုးပါဂျာမတ်စစ်တပ်စစ်ကြောင်းဟာပခေါကူမျိုးနယ်နဲ့မြိုင်မျိုးနယ်တို့မှာခြေဝအများကိုမိရှို့ဖျက်ဆီးခြင်းပြည်သူများကိုဖမ်းဆီးတပြက်ချင်းများကျူးလွန်ကြတယ်လို့အများမြေတပေါင်းစုမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဒါပြင်ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကလည်းအစိုးပါအချမ်းဘတ်စစ်တပ်စစ်ကြောင်းဟာပေါင်းမျိုးနယ်ကဘာဖြူခြေဝမှာထွက်လာပြီးမြိုင်မျိုးနယ်နဲ့ပေါင်းမျိုးနယ်ဆက်မှရှိတဲ့ဒဲကြီးဝါနဲ့နတက်ရွာအနီးမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ကြောင်း အစောပါစက်တဲ့စကြောင်းကြောင့်ဂျေးဝါ၅ရွာကျော်မှပြည်သူများဘေးလွရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့အများမြေတပေါင်းစုထံကနေသိရှိရပါတယ်။ဆလဘီထမန်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အချမ်းဖက်မင်းအောင်လိုက်နဲ့စတက်ကိုထောက်ခံတဲ့အမှုပညာရှင်တချို့ကိုတန်ချောင်းတင်သွင်းခွင့်လိုင်စင်ပါမင်များချထားပေးပြီးတော့အချမ်းဖက်စတက်ကတူကောင်းပြုခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါတယ်။အချမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုက်နဲ့စတက်ကိုထောက်ခံတဲ့အမှုပညာရှင်တချို့ကိုတန်ချောင်းတင်သွင်းခွင့်လိုင်စင်ပါမင်များချထားပေးပြီးတော့ အချမ်းဘတ်စစ်တပ်ကတူခေါင်းပြုတ်တယ်လို့တွင်းကုံကုံတကြီးတဦးကပြောဆိုပါတယ်။လက်ရှိမှာချမ်းဘတ်စစ်တပ်ကပြုတ်လုတယ်ပိုလန်တပင်နေမင်းအောင်လိုင်ရဲ့ပြပခေရီးစင်ကနေပြန်လာတဲ့ဂျိုးစိုးပွဲတွေကိုတက်ရောက်တဲ့ရုပ်ရှင်မင်းသမီးစုံမြတ်တူစာအပါဝင်အမှုပညာရှင်တချို့ကိုအချမ်းဘတ်စစ်တပ်ကတန်ချောင်းတင်ပို့ခွင့်ပြုတဲ့ပါမစ်တွေချထားပေးကြောင်းအဆိုပါအမှုပညာရှင်တချို့က၎င်းတို့ရရှိတဲ့တန်ချောင်းတင်သွင်းခွင့်ပါမစ်များကိုပြပသို့တန်ချောင်းတင်ပို့မဲ့ဂုံတယ်များထံသို့ပြန်လဲရောင်းချခြင်းဖြင့်ငွေသားတွေရရှိကြတယ်လို့သိရပါတယ် ဇုံမြတ်သူစာဆိုရင်လေတန်ချောင်းတင်သွင်းခွင့်ပါမဲ့တန်ချိန်ထောင်ခဏန်းရတယ်။အရိပါမဲ့ကိုပြန်ရောင်းပြီးတော့ငွေဖော်တာပေါ့လို့ဒွင်းကုံကုံတဲကြီးတဦးကပြောပြပါတယ်။အကြံဘက်ဆက်တက်ကဆေယာနာတင်ပြီးတဲ့နောက်ဒွင်းကုံပိုးကုံများကိုပါမဲ့တွေတင်းချက်လိုက်ပြီးနိုင်ငံသားငွေဒုံဆွဲမှုများကိုလည်းကန့်တက်ကပါမဲ့များကိုခွင့်ဒူးခန့်အနေနဲ့စက်တက်နဲ့ခရိုနီအတိုင်းဝိုင်းမှာအလွယ်တကူရရှိငွေဖော်စေနိုင်တဲ့ပစ္စည်းတစ်ခုအဖြစ်ဈာကန်ဒုံဆွဲလာတယ်လို့သိရပါတယ်။လက်ရှိမှာမင်းသားနေအောင်ရန်အောင်ဇင်ရောမောင်မောင်ခန်းစီသူမေတင်စာဦး ဒိန်းတောင်အုံသည်ဂျော်ဂျော်နန်နာပါဝင်အနုဝိညာတန်ဝိုင်းဟာစတက်ကိုထောက်ခံရုံသာမကတော့ပဲဂျန်ဖောပါတီရဲ့မဲဆွဲစီယုံရေးလှူရှားမှုတွေမှာပါတက်တက်ကြွကြွပါဝင်လာတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မိုးကုံမြို့ရဲကိုစတက်မအရဝတ်တချို့ဆင်းဝင်နေပြီးနိုဝင်ဘာ29ရက်နေ့မှာစတက်ဆောက်ဝင်မယ်လို့ဒေသခံတချို့ပြောတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မန္တလေးတိုင်းမိုးကုံမြို့မှာအကြမ်းဖက်စစ်သားတချို့ရဲဝတ်နဲ့ဆင်းဝင်လာနေပြီးနိုဝင်ဘာ29ရက်နေ့မှာအာနာတိန်စတက်စတင်ဝင်ရောက်မယ်လို့ ဒီအနယ်လေးတက်ကအတိပေးထားတယ်လို့ဒေသခံတချို့နဲ့စည်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။အရေးလို့စတက်ဝင်ရောက်လာတဲ့အချိန်မှာကြီးမဖောက်ဖို့ဒေါ်လန်ရေးတက်တွေကိုဒီအနယ်လေးကအတိပေးပြောကြားထားပြီးမျိုးရဲမျိုးပြက်မှာဒီအနယ်လေးတပွဲဝင်တွေတပြန့်ထားတာတပတ်ခန့်ရှိပြီလို့မျိုးဝမှာနေတဲ့သူတွေကပြောပြပါတယ်။အခုကတည်းကစိုင်းဝင်နေပြီ။အရဝတ်တွေနဲ့စစ်ပတ်ကသူတွေရောက်နေတယ်။ထောက်လန်းတာတွေလုံးနေတာမျိုးရှိတယ်လို့မျိုးဝမှာနေထိုင်သူတအူးကပြောပြပါတယ်။ လာမယ့်နိုဝင်ဘာလ29ရက်နေ့မှာတော့စတက်ကမြို့ရဲကိုတိတကျဝင်ရောက်มาဖြစ်ပြီးနောင်ချိုမြို့နယ်နဲ့ကြောင်မဲမြို့နယ်လမ်းဘက်တွေကနေဝင်ရောက်လာမှာလို့သတင်းရင်းမြစ်တချို့ကပြောပါလိမ့်။လက်ရှိမှာမြို့ရင်းက Starlink ဆိုင်တွေကိုလည်း DNL တက်ကပိတ်ခိုင်းတာတွေရှိပြီးတော့ဝင်ရောက်လာမဲ့စတက်ကိုတိုက်ခိုက်မခံရအောင်လုံခြုံရေးပေးမဲ့အနေအထားရှိတယ်လို့မြို့ကန်တွေကဆိုပါလိမ့်။ယခုလိုစတက်ဝင်လာမဲ့ရက်နီးကပ်လာတဲ့အခါမှာဒေါ်လာရေးတပွဲတွေအလုံးနှီးပါလဲမြို့ရဲကနေထွက်ခွာနေကြပြီလို့သိရပါတယ်။ မော်ကုံမျိုးကံပြည်သူအများစုကတော့စပေးရှောင်နေကြပြီးမြို့ထဲမှာပြည်သူ25ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ်လို့လည်းဒေသခံတချို့ကပြောပါတယ်။တောင်းတက် DNA လေးဦးဆောင်တဲ့တော်လိုင်းရေးတက်တရားမန္တလေးတိုင်းကနာမည်ကျော်ပရမများထွက်ရှိရာမော်ကုံမျိုးကို30နှစ်ခွန်ဆက်စပ်ရေးဒုတိယလိုင်း2024ဇူလိုင်24ရက်နေ့မှာပြည်သက်သိမ်းပိုက်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်ဇိုးရကမြောက်ပိုင်းကြီးနောင်မမိတ်၃ပွဲကိုထိုးစစ်တွေရပ်ဖို့2024ဩဂတ်လကစပြီးဖိအားပေးခဲ့ပါတယ်။ဒါကြောင့်ပဲ MNDA က 2025အပီလမှာလာရှိုးမျိုးကိုစစ်တပ်ထံပြန်လွှဲပေးခဲ့ရပါတယ်။အိုင်းနာဟုတ်တရုတ်စိုးရပြည်အားပေးမှုနဲ့အကြံဘက်စစ်တပ်ကိုတရုတ်ကကူညီမှုတွေကြောင့် DNL ဥဆောင်တဲ့ဘူပေါင်းတပ်တွေရဲ့ထိုးစစ်ဟာတောင်ခံကနေ2025နှစ်လပိုင်းမှာဆုတ်ခွာခဲ့ရပါတယ်။အရင်နောက်စစ်တပ်က2025ဩဂတ်စ်လကနေတံပြန်ထိုးစစ်ဆင်ပြီးနောင်ချိုတီဘော့ကြောင်မဲမျိုးတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့မှာတော့တရုတ်စိုးရရဲ့အစည်းအဝေးနဲ့ PSLF DNL နဲ့စစ်တပ်ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာခိုးကြိတ်များအဖြစ်ဆုံးရွေးခဲ့ပြီးတော့အဖြစ်ကရစရေးတွေသဘောတူညီချက်လက်မှတ် ရေးထိုးခဲ့တယ်လို့ DNL က29ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီမှာ BSLF DNL ဒုတိယဥက္ကဋ္ဌဒူဘိုးချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့ကိုစလဲအဖွဲ့နဲ့အချမ်းဘတ်စခါဆာရဲ့ဒုတိယပိုချုပ်ကြီးကိုကိုဦးဆောင်တဲ့အဖွဲ့တို့ဟာဒီဟုန်နိုင်ငံဒူကိုစလဲမစ္စတာတင်ရှိကျွမ်းရဲ့ဂျားဝယ်ညီနိုင်မှုနဲ့အဖြစ်ကရစရေးသဘောတူညီခဲ့တာလို့ဖော်ပြပါတယ်။အဲဒီမှာအော်တိုဘာ29ရက်ကစပြီးနှစ်ဖက်တက်တွေရောက်တဲ့နေရာမှာရပ်ထားဖို့ အကြံဖတ်စတက်ကဘုံမကျဲဖို့ထိုးစစ်စင်နာတွေမလုပ်ဖို့အပြစ်ခတ်ရက်ဖို့စားတာတွေသဘောတူခဲ့တယ်လို့ဆိုပါတယ်။ယခုလိုတရားနယ်လေးကထုတ်ပြန်ပြီးနိုင်ပိုင်းအကြံပါပဲဘီဒူကွက်ရေးတက်မတော်မန္တလေး MDY PDF နဲ့ဘီဒူကွက်ရေးတက်မတော် PDF မိုးကုန်းပြူဟာမိုးကုန်းမျိုးနယ်ဘီဒူကွက်ရေးဖွဲ့ပကပါဘီဟုံးနယ်မျိုးနယ်ဘီဒူကွက်ရေးဖွဲ့ပကဖားတို့က၎င်းတို့ထိန်ချုပ်နယ်မြေတွေကိုကာကွယ်ဖို့မိဖက်တော်လိုင်းရင်အားစုတွေနဲ့လက်တွဲပြီးတော့အစွမ်းကုန်လှုပ်ဆောင်မယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့တရားနယ်လေးကတော့တော်လိုင်းရေးတက်တွေကို မိုးကုံးမြို့တဲ့စတက်ဝင်လာရင်မတိုက်ဖို့ပြောတာကြောင့်ဒီလာကုံစတက်ဝင်လာရင်တိုက်တော့မှာမဟုတ်ဘူးလို့စီရေးသတင်းရေးမြစ်တချို့ကပြောပါတယ်ဆလတ်ပြီးတမန်တင်ဆက်ပေးခြင်းတာကတော့ထိုင်ဝမ်နားမှာဒုံးကြီးတွေဖျန်းချက်ထားမဲ့ကိစ္စစီစဉ်ထားတဲ့အတိုင်းဆက်လုပ်မယ်လို့ဂျပန်အတီးပြုတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်လက်ရှိထိုင်ဝမ်နိုင်ငံပိုင်နန်နားမှာဒုံးကြီးတွေဖျန်းချက်ထားမဲ့စီစဉ်ကိုပြောင်းလဲဖို့မရှိဘူးလို့ဂျပန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်ထိုင်ဝမ်နဲ့ပတ်သက်လို့ဂျပန်ဝန်ကြီးချုပ်ရဲ့စကားတခွန်းကြောင့် ဒေယုန်နဲ့ဂျပန်ဆက်ဆံရေးဒင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာဟုတ်ကဲ့ကာကွယ်ဝင့်ကြီးရှင်ဂျီယိုကွမ်ဆူမီကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ထိုင်ဝမ်ပိုင်နန်းနဲ့နေခဲ့ရဖြစ်တဲ့ဂျပန်နိုင်ငံတောင်ပိုင်းကယိုနာကိုနီကျောမှာရှိတဲ့ဆက်စကန်းကိုပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကတွားရောက်စစ်ဆေးခဲ့ပြီးတဲ့နောက်မှာကွမ်ဆူမီကဒုံကြီးတွေကိုဖျန်းချက်ထားမဲ့အစီအမံကိုမူလရထားတဲ့အတိုင်းဆက်လက်အကောင့်ထဲပေါ်နေတယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။ဒီစစ်စင်ကြောင့်ဒေတာတွေမှာတင်းမာမှုတွေမြင့်တက်လာနိုင်တယ်ဆိုတဲ့ထင်ကြေးမျိုးတွေက မမှန်ကန်မှဘူးလို့လည်းသူကဆိုပါတယ်။ဂျပန်ဟာထိုင်ဝမ်ရဲ့အရှေ့ဘက်ကီလိုမီတာ130လောက်သာကွာဝေးတဲ့ယိုနာဂိုနီလို့ခေါ်တဲ့ဂျုံပေါ်မှာမြေပြင်ကနေဝေဟင်ဖြစ်ခတ်နိုင်တဲ့တာလက်ဒုံးကြီးတွေကိုဖြန့်ချက်ဖို့စီစဉ်နေပါတယ်။ဒါဟာနိုင်ငံရဲ့တောင်ပိုင်းဂျုံစုတွေမှာစည်ရေးအင်အားကိုပုံမှုချဲထွင်တိစောက်မဲ့ဂျပန်ရဲ့အစီအမံတွေကအစိပ်ပိုင်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။ယိုနာဂိုနီဂျုံစစ်ကိုမရောက်ခင်မှာဝန်ကြီးဟာအီရှီကာဂီနဲ့မီယာကိုဂျုံနေပေါ်ကစစ်စခန်းနေစီအရင်ဆုံးဝင်ရောက်စစ်ဆေးခဲ့ပါတည်တယ်။ အရှိကာကီဂျုံမော့ကစစ်စကန်းမှာတော့ဒင်မောဖျက်ဒုံကြီးတွေအခြေဆိုင်ထားပြီးတော့မိယာကိုစကန်းကားတော့လေချောင်းထောက်လိုက်ရေးစကန်းတစ်ခုနဲ့ခဲရဲမိကြောက်တူလောင်ယုံနေရှိနေပါတယ်။ယာနာဂိုနီဂျုံမှာပတ်ဝန်းကျင်ရေပြင်နဲ့ဝေဟင်စေရဲလှရှားမှုတွေကိုအချိန်ပြည့်စောင့်ကြည့်ထောက်လန်းနေတဲ့ရေဒါစကန်းတစ်ခုလည်းတည်ရှိပါတယ်။နောက်ပြီးရန်သူစက်တွေရေးကွန်ရက်တင်နဲ့ပယ်ဒိန်ဒုံကြီးတွေကိုဂျားပြက်နှောက်ရက်ဟန်တားနိုင်မဲ့အီလက်ထရောနစ်ဆက်စင်ရေးစကန်းတစ်ခုလည်းအဲ့ဒီဂျုံမော်မှာရှိနေပါတယ်။ယောနာဂူနီဂျုံမော်မှာဒုံကြီးတွေကိုဖျန့်ချက်ထားခြင်းက ဂျပန်ကိုပြင်းပထတိုက်ခိုက်မှုတစ်ခုခုဖြစ်ပေါ်လာနိုင်ခြေကိုဟန်တာရှင်းချပေးလိုက်မယ်လို့ကွန်ဆူမီကဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့တုန်းကဂျပန်ဝန်ကြီးချုပ်တာကီချီကတကယ်လို့တရုတ်ကသာထိုင်ဝမ်ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူဖို့တတ်တည်ဆဲလို့မယ်လို့ပြောကြားခဲ့ပြီးတော့အဒီမချပေါ်မှာတရုတ်ကခါခါတီးတီးဝေဖန်တုံ့ပြန်မှုတွေကြောင့်အရှေ့အာရှအင်အားကြီးနှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာလို့နေပါတယ်။အဲလိုဂျပန်ဝန်ကြီးချုပ်ရဲ့နှုတ်ထွက် စကားကိုပြန်ယုံသိမ်းဖို့တရုတ်ကတောင်းဆိုနေပေမဲ့ ဒါကာယီချီကတော့ဒါဟာဆိုးရရဲ့အရင်ကတည်းကရှင်းနေပြီးသားယက်တိမှုဖြစ်တာကြောင့်ပြင်စရာမလိုဘူးလို့ပြောပါတယ်။ဒါကိုမကျင်နဲ့လို့တရုတ်ကဂျပန်ကိုတန်တမာရေး၊ကုန်းသွယ်ရေး၊ဇီဝရေးနီလန်းနေနဲ့ဖိအားပေးဖို့လည်းကြိုးစားနေပါတယ်။ဒေတော်တွင်းမှာထိုင်ဝမ်တမရလိုင်းချန်ဒေးကလည်းတရုတ်နဲ့ပြဿနာမှာဂျပန်ဘက်ကအပြေးအဝထောက်ခံကြောင်ပြသတဲ့အနေနဲ့လူမှုကွန်ရက်ပေါ်မှာဂျပန်အစားအစာဆူရှိတွေစားပြတဲ့တပုံးကိုတင်ထားခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတိနားဆင်ကြတဲ့တရင်ပေးသားများကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ ောက်ထပ်ပြည်တွင်းပြပါတဲ့ရင်ဒေါ်လာရင်ဖက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစနစ်ပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ